ကားပလာမှာလည်းမျိုးလည်းမရှိဘူးတိုင်ဝိုင်းလည်းမရှိဘူးပြေးတဲ့နေရာမှာလည်းကျွန်တော်အမျိုးမှာတယောက်မှပြေးရမယ်ကျွန်တော်တယောက်တည်းကားပလာလည်းကျွန်တော်တယောက်တည်းဟုတ်လားအဲချင်းခတ်တာလည်းကျွန်တော်တယောက်တည်းဘောကန်တာလည်းကျွန်တော်ကျွန်တော်ကဘလို့ဖြစ်နေမှမသိရကျွန်တော်ကလည်းကျွန်တော်အံ့ဩတယ်ဒါမျိုးပေါ့ဆိုတော့ဒါကျွန်တော်တို့ကားပလောက်တော့လည်းကျွန်တော်ပဲဈေးကူတော့လည်းမျိုးလည်းမရှိတိုင်ဝိုင်းလည်းဘာမှမရှိအဲ့လိုလေးတော့ရှိတယ်ပေါ့လမ်းမေးဈေးတဲ့ဘွားနဲ့ကြတော့ကိုကလည်းဒါဝါသနာပါတော့အစိန်ကောင်းပဲတို့ရေစိန်အမေကဈေးတွေကဝယ်လာတယ်အစိန်ကောင်းပဲတွေရေစိန်ပဲတွေကပွားလာကလေးပဲလေကလေးပဲတွေပွား ဲကောင်တွေကစားလို့ရှိရင်တော်တော်ညှိတာဗျာသိလားမစားနိုင်ဘူးဒါပေမဲ့ तू ကစားပါများပါလို့ရှိရင်ကြာပါလို့ရှိရင်အရန်စားလို့ကောင်းတယ်ဆိုတော့အိုက်ကြီးတွေပါအမောလုံးတယ်ပေါ့နှလုံးတွေပါကောင်းတယ်ပေါ့နော်ဆိုတော့ခန္ဓာကိုယ်ကအသားဓာတ်ပေါ့အဓိကတော့အသားဓာတ်ပါပဲအသားဓာတ်ပေါ့အဲဒီလိုဖြည့်တင်းရတာပေါ့ဆိုတော့အဲတော့ကျွန်တော်တို့ကဘာလို့ရလဲဆိုတော့ယုံလဲသွားပြီးတော့မဆော့နိုင်ဘူးမဆော့နိုင်တော့ဘာလို့ရလဲဆိုတော့အုံနေခဲ့ဒီမှာအုံနေခဲ့ဒီတော့အမေရငရုပ်ဆုံးနေအဲ့လိုမျိုးတွေမှာအဲ့လို ဂါရပြုဖြစ်တဲ့အကြောင်းတရားကတော့အဓိကတော့ကျွန်တော်ရဲ့စီနီယာပေါ့စီနီယာအကိုကြီးကိုအောင်နိုင်ပေါ့ကာဗလာကိုအောင်နိုင်ပေါ့သူကတော့အရှာဒီပထမရတာတော့ကျွန်တော်ကျွန်တော်တို့နိုင်ငံမှာ CK 28ကြိမ်မြောက်လာတိတ်တော့မှမပြီးတော့အဲ့ချိန်တော့ကော်နာပထမရတာတော့အတူနဲ့တော့အများနဲ့အဆက်သွယ်ရှိတယ်ကော်နာနဲ့ရတော့ဆက်သွယ်ရှိတယ်အဲ့ဒါဖုံးဆက်တော့ငါညီလေးတည်းဒီလိုပဲဆိုတော့ဟာမသိဘူးအဲ့ဒါလေအကြောင်းကိစ္စတစ်ခုနဲ့ဖုံးဆက်ရင်လည်းပေါ့အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တခါမကြုံဘူး ကျွန်တော်လာခဲ့ဦးမယ်ဆိုပြီးတော့မှအာကျွန်တော်တတရသွားဖို့လည်းရှိသေးတယ်မနေ့အစောကြီးကိုလည်းမင်္ဂလာတောင်ညွန့်ရဲ့ဒါမိုးလေရနေပြီဒီတန်းလာတော့၄နှစ်ပြည့်တယ်ဆိုတာလည်းကျွန်တော်အခုမှသိတယ်ဒီနေ့တော့ကျွန်တော်တို့ဒါမြန်မာနိုင်ငံကာဗလာအဖွဲ့ကာဗလာအဖွဲ့ချုပ်အနေနဲ့ရောဒါကျွန်တော်တို့ဒါအားကစားအနေနဲ့ရောဒါ30တမုံကျေးဇူးဆက်တဲ့အနေနဲ့ကျွန်တော်၁၀သိန်းကျက်ပေါ့အကျော်ပြူတန်းခဲ့ပါတယ်ဟုတ်အနည်း20ကျော်လောက်ရှိတယ်အဲဒီမှာပြန်ပြီးတော့เนาะတကယ်ကြီးနေချုပ်ဆိုဟုတ်တယ်ပြန်ဖို့နေရတယ်ဟုတ်တယ် ချို့သူအကျွန်တော်နှိုင်းရင်ကြီးမယ်လို့နော်မပြုံးဆိုရှင်ဆိုလို့နော်ကိုနိုင်ရဲ့ကိုနိုင်ရဲ့ဇနီးရှိသေးတယ်ဘာသာပြားလေးနေမိအများအားတော့ခေါ်နေရအခုပြန်တွေ့ရတာဗောနော်တချို့လည်းတော်တော်များများတွေ့ရနောက်ပြီးတော့ကျွန်တော်လက်ရွေးစင်ကျွန်တော်တို့ဘယ်လိုခေါ်လဲအခုနောက်ပိုင်းကျတော့ဒီကျွန်တော်တို့ကစားနီးတွေကကျွန်တော်တို့လိုက်မမီနိုင်လောက်တဲ့အနေထားတွေဖြစ်သွားတာဆိုကလေးမလေးမြမလက်ရွေးစင်တွေဘောလီဘာပြတာလीအဲအဲ့လိုမျိုးတွေခုနကတော့တွေ့တယ်တော်တော်လေးဝမ်းသာပြီးပြီးဖြစ်ရပဲခုံးလန်းကုန်ယူပါတယ်ကျွန်တော်တို့နိုင်ငံအတွက်ပေါ့ဟုတ် အဲအရင်တော့ဆော့ဖြစ်တယ်ကျွန်တော်မမြဝဲနဲ့ကိန်းရောင်နေတော့ဆော့ဖြစ်တယ်ဂျင်ကိုဂျင်ကိုနှိမ့်တိုင်းဆော့ဖြစ်တယ်ဂျင်မှာဘယ်လောက်ဒီကိုဒါကိုမင်းတော်တော်တော့မြန်မာလက်ရွေးစင်အဲဆိုတာထက်ကျွန်တော်တို့ကျွန်တော်တို့ခြေတုံးတော်တာတကယ်ကိုရိုးသားပါတယ်ကိုမင်းစောကကျွန်တော်တို့ရှိစဉ်အခါတည်းကလည်းသူကဆံပြအနေနဲ့ကျွန်တော်တို့ကသူ့ကိုပဲကြည်ပြီးတော့မှနေထိုင်ခဲ့ရတာပေါ့နော်ဒါအခုကတော့သူကမြန်မာနိုင်ငံတဲ့ကျွန်တော်တို့ဒိုင်အဖွဲ့ချုပ်ကာဗလအဖွဲ့ချုပ်မှာကိုမင်းစောကဒိုင်ဖြစ်လုပ်နေပေါ့နော်ဆိုတော့ ဒါခုနပြောသလိုပဲဒါကျွန်တော်တို့ဒီမမျိုးနဲ့ကင်းအောင်နေဆိုတဲ့အနေအထားတစ်ခုမှာတော့ဂျင်းကိုဆော့ဖြစ်တယ်ဒါပေမဲ့ခုနောက်ပိုင်းကျတော့တော်တော်အလှန်ဝေးသွားပြီကျွန်တော်လည်းပါရင်ဖြည့်တဲ့အနေအထားတစ်ခုကြောင့်ထိုင်ရတော့တနေ့5မိနစ်တောင်လမ်းမချောင်းနိုင်ဘူးကြာရင်ကျွန်တော်တော့ခူးချဲပေါ်တော့ရောက်တော့မှာမသိကျွန်တော်တို့အရင်တော့ဆိုရင်ဟိုအရင်တော့ကျွန်တော်ကဒီစိန်ကောင်းပဲခေါ်တာပေါ့စိန်ကောင်းပဲခေါ်အဲ့ပဲကိုကျွန်တော်တို့ကရိုးသားဆုံးပြောရရင်တော့ငွေကြေးမတက်နိုင်ဘူးပေါ့ငွေကြေးမတက်နိုင်တော့ဟိုအများကြီးတို့ကြောက်ဦးတော့မစားနိုင်ဘူးဗျာရိုးသားတော့အမေကဈေးရောက်နေရတော့ လမ်းမေးဈေးတွေဘွားနဲ့ကြတော့ကိုကလည်းဒါဝါသနာပါတော့အစိန်ကောင်းပဲတို့ရေစိန်အမေကဈေးတွေကဝယ်လာအစိန်ကောင်းပဲတွေပဲတွေပွားလာကလေးပဲလေကလေးပဲတွေပွားအဲ့ကောင်တွေကစားလို့ရှိရင်တော်တော်ညှီတာဗျာတဲ့လားမစားနိုင်ဘူးဒါပေမဲ့ तू ကစားပါများပါလို့ရှိရင်ကြာပါလို့ရှိရင်အရန်စားလို့ကောင်းတယ်ဆိုတော့အိုက်ကြီးတွေပါအမောလုံးတယ်ပေါ့နှလုံးတွေပါကောင်းတယ်ပေါ့နော်ဆိုတော့ခန္ဓာကိုယ်ကဒီအသားဓာတ်ပေါ့အဓိကတော့အသားဓာတ်ပါပဲအသားဓာတ်ပေါ့ဒီလိုဖြည့်တင်းရတာပေါ့ဆိုတော့အဲ့တော့ကျွန်တော်တို့ကဘာလို့ရလဲဆိုတော့ယုံလဲသွားပြီးတော့မဆော့နိုင်ဘူးမဆော့နိုင်တော့ဘာလို့ရလဲဆိုတော့အုံဒီကိတွေမှာ အုံနေခဲ့တယ်နော်အမေရဲ့ငရုတ်ဆုံးနေအဲ့လိုမျိုးတွေမှာအဲ့လိုကျွန်တော်ကလူထူးစမ်းပါလူတစ်မျိုးနဲ့မတိုင်တဲ့လူထူးစမ်းလူထူးစမ်းသွားအဲ့လိုကျွန်တော်ကဒီဒီဟောပေါ့ကျွန်တော်တို့ဒီဒီအဲတော့ကျွန်တော်တို့မြို့တော်ဝင်မာရသွန်မြို့တော်ဝင်မာရသွန်မာရသွန်လဲကျွန်တော်အဲ့လိုပဲဟိုကျွန်တော်တို့ထွေနေပေါ့ဗျာမင်းနဲ့အစွဲထားပြေးပေါ့ကဘာကြီးဖျက်ပဲကိုပြေးပေါ့ခွေးတွေကလိုက်ပြေးပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ဒီမှာဘာခေါ်မလဲဆိုတော့ဗာလဲခန်းကောပန်းနေ ခန်းကုန်ပိုင်းတွေခူပါညာအပင်လိုက်ချိုးချအဲ့လိုမျိုးတွေအိမ်ယူလာအဲ့လိုမျိုးအဲအဲ့ရနေပြီးတော့လေ့ကျင့်ပေါ့ဗျာအမှန်မှန်တော့ပြောချင်တာကတော့ဟိုစစ်စနစ်ကြကြမလေ့ကျင့်ခဲ့ရဘူးဟိုသူများနေသူအများနေသူသူများပြေးလို့လိုက်ပြေးတယ်ဒါပေမဲ့ကိုကပိုးပိုးတသားလေးပြေးတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေဆိုတော့မြို့တော်ဝင်လည်းအဲ့လိုမာရသွန်လည်းဝင်ပြန်ခဲ့တယ်သူများတွေကပန်းဝင်တာဥမာသဘောတခုတဏှာကြီးလောက်ပန်းဝင်နေတော့ကိုယ်တည်းညနေ9နာရီလောက်မရောက်သေးသဘောတို့ကိုဟိုကမနေ့မနေ့6နာရီလောက်တော့ပန်းဝင်နေကိုရီးယား9နာရီလောက်မဆိုးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ကအဲ့လို ဟိုအာဂသတခုခုလုံးတာကျွန်တော်အမြဲတမ်းစုရတယ်အမြဲတမ်းစုရတယ်ဘယ်လိုစုလဲဆိုတော့ကျွန်တော်တို့ပြေးလို့ပန်းဝင်လို့မဟုတ်ဘူးမဲနိုင်တာအဲ့တော့မဲနိုင်မဲနိုင်တဲ့အားတွေရှိတယ်အဲ့လိုကျွန်တော်တို့ဒီဒီဘာခေါ်မလဲသိပါလိမ့်မယ်အဲ့တော့ဒီဒီကျွန်တော်တို့ပြေးတဲ့ပြေးဘူးတဲ့လူတွေရှိရင်သိပါလိမ့်မယ်ကျွန်တော်ပန်ကားတို့ပဆိုးတို့အဲအဲ့လိုမျိုးလေးတွေပေါက်တယ်မဲကန်စားမဲတွေပေါက်တယ်အဲ့လိုပေါက်တယ်အဲ့တော့နေပြီးတော့ကျွန်တော်အဲဘာလို့လဲဆိုတော့ကျွန်တော်ချင်းလုံးခတ်တယ်ချင်းလုံးခတ်တော့အဲចောင်းသားမှာမြို့နယ်ထိပါတယ်အဲကျွန်တော်တို့အထက်ကလေးပေါ့မြို့နယ်ထိပါတယ် နောက်ကျွန်တော်ဘာလို့လဲဆိုတော့ဘောလုံးကန်တယ်ဘောလုံးကန်တော့လဲကျွန်တော်တို့15နှစ်အောက်ရန်ကုန်တိုင်းပဏမလက်ရွေးစင်အထိကျွန်တော်ပါတယ်ကျွန်တော်အဲ့လိုတော့ရှိတယ်စုတော့ရတယ်ဆိုပြီးတော့မှအ aya နေပြီးတော့မှကျွန်တော်နောက်တော့ဒီကားဘလောက်ပေါ့ကားဘလောက်ကိုကျွန်တော်တို့ရက်ွက်ကဲမြို့နယ်ခရိုင်တိုင်းကျောင်းသားအဲ့တော့ကျွန်တော်မြန်မာလူပိစင်ကဒါကျွန်တော်တို့တွင်းချင်းခံရတယ်ဗောနော်အဲ့လိုမျိုးတွေဖြတ်တန်းခဲ့ရကားဘလာမှာလည်းမျိုးလည်းမရှိဘူးတိုင်ဝိုင်းလည်းမရှိဘူးပြေးတဲ့နေရာမှာလည်းကျွန်တော်အမျိုးမှာတယောက်မှပြေးရမယ်ကျွန်တော်တယောက်တည်းကားဘလာလည်းကျွန်တော်တယောက်တည်းဟုတ်လား အဲချင်းခတ်တာလဲကျွန်တော်တယောက်တည်းဘောကန်တာလဲကျွန်တော်ကျွန်တော်ကဘလို့ဖြစ်နေမှန်းမသိရကျွန်တော်ကလည်းကျွန်တော်အန်ဟောတယ်ဒါမျိုးပေါ့ဆိုတော့ဒါကျွန်တော်တို့ကားဘလောက်တော့လဲကျွန်တော်ပဲဈေးကူတော့လဲမျိုးရိုးလဲမရှိတိုင်ဝမ်လဲဘာမှမရှိအဲ့လိုအဲ့လိုလေးတော့ရှိတယ်ပေါ့ဒါပေမဲ့မငဲတဲ့ခက်တာခဏအလေလာတဲ့လူဘွားရဲ့အကြောင်းတရားလေးခဏတာလေးမှာတော့လူပိသဆိုတော့နေထိုင်ခဲ့ပါတယ်အထင်တော့မကြည့်ပါနဲ့လူပဲရုံးကန်ပြေးရတာပဲခုနကပြောသလိုပေါ့အထင်အထင်ကြီးမယ်ဆိုလဲကြီးစရာပါပဲ ဒါကျွန်တော်တို့စပြီးတော့မနေ့၄နိုင်လား၅နိုင်တာလို့တယ်ရွှေဆိုတဲ့အဲ့တော့ကိုမောင်မောင်တာတို့ခေတုံးကကျွန်တော်အခုနေမှတ်မိတယ်ကိုမောင်မောင်တာအဲ့တော့ကျွန်တော်တို့ကျွန်တော်တို့ဗာလဲတီကိုကားတွေပေါ်ကားစတီကိုလိုမျိုးအနီအောင်လေးလေအနီအောင်ကားတွေလေအဲအနီအောင်ကားတွေအဲ့တော့အဲ့တော့ကသူတို့ပထမဆုံးရတယ်ဆိုရင်အဲ့ဒီကားရတယ်ကိုမောင်မောင်တာတော့အခုအသက်ရှိနေသေးမယ်ဆိုရင်သူတိလောက်မှာပါသူတို့က၅နိုင်လောက်လှုပ်တယ်၆နိုင်ခွဲ၇နိုင်လောက်ပိုင်းဝင်သွားတယ်ကျွန်တော်တို့ညနေ၅နိုင်ခွဲလောက်ရောက်တယ်အဲ့ဒီမှာ လမ်းပေးရလမ်းပေးရရေးခံကြအရေးတောက်ဘိုက်လေးလေးရှောက်လိုက်ပြေးလိုက်ရောက်တော်တော်လေးပြေးပြီမလွယ်ပါဘူးအလူဘောကလည်းဒီလိုပဲဗျကျွန်တော်တို့ဘာလို့သွားမြင်လဲဆိုတော့ကျွန်တော်တို့ပြေးနေတဲ့မြတ်အပြေးတွေဟာကျွန်တော်တို့ဒါပြောမယ်ဆိုလို့ရှိရင်ကောင်းမှုတွေများများလုပ်ထားရင်တော့ပြေးလို့ကောင်းတယ်ပေါ့တန်တရားကြီးကိုဖြတ်ကျော်လို့ကောင်းတယ်ကောင်းမှုတွေမလုပ်ထားဘူးဆိုလို့ရှိရင်တော့မလွယ်ဘူးဒီအပြေးသမားတွေကျွန်တော်ကြည့်ကြည့်တယ်ထွေနီတော်တော်လုပ်ထားတယ်သူတို့လည်းဒီလိုပဲအာတော်တော်လေးကိုပဲကျွန်တော်တာဝေးဆိုလို့ရှိရင်ဒီဥမာဗျာ အာကျွန်တော်တို့ဒါ၄နိုင်လောက်ပြင်ရမယ်တာဝေးတစ်ခုသူတို့က9နိုင်8နိုင်လောက်ထိသူတို့ထွင်းနေကျင့်ထားတယ်9နိုင်8နိုင်တော့ပြင်းနိုင်အောင်ပေါ့သူတက်ကပို့ပြင်းနိုင်အောင်ထွင်းနေကျင့်ထားဒါမှတလောက်တန်တန်ကသွားကြတာပေါ့ကျွန်တော်တို့ကတော့ဟိုပြောမယ်ဆိုလို့ရှိရင်တော့တရားဝင်ပြိုင်မှုအတွက်ကိုသူတို့လိုစီးစနစ်ကြကြမရှိဘဲနဲ့ကျွန်တော်တို့ကဒါအများကြီးတူတော့လက်ကျင်ကန်းတော့လှုပ်ဝင်မယ်သူတို့လိုအချိန်ပေးသွားမလုံးနိုင်တဲ့အတွက်ကြောင့်သူတို့ပန်းဝင်တယ်လို့မျိုးကျွန်တော်တို့ပန်းဝင်တယ်အဲ့ဒါလူဘဝရဲ့ဖြတ်တန်းမှုနဲ့အောင်မြင်မှုနဲ့ ဒါဘဝရဲ့အတိတ်ပဲဒါပဲအပြေးသမားနဲ့ရှင်ကြည့်တယ်။အော်ဒါတလူရှိပါလား။အရာရာတက်လုံကောင်းနေဖို့လိုတယ်။တန်ရာဖြတ်တန်းနေဆိုတဲ့နာမှာကုသိုလ်အားကြီးနေဖို့လိုတယ်။